မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 13ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ပခန်းမြို့မြောက်ဘက်မှာတိုက်ပွဲဖြစ်ပြီးတော့အရာရှိတအုပ်အပါအဝင်စစ်သား10ဦးထက်မနည်းတေဆုံးကလက်နက်9လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ17ရက်နေ့မနက်7:00နာရီအချိန်မှာရေစကြုံမြို့ခလိုက်ရ296 295ခွန်298တိုင်ရင်းများကအင်အား80နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပခန်းမြို့မြောက်ဘက်လမ်းကူးလက်တနီယာအရောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ45မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဆောက်ဖွင့်တော့အယောက်20အစိတ်လောက်ကအကုန်တွန်းလုံးပက်လက်တွေဖြစ်ကုန်တာတေးတဲ့လူကတေးဒဏ်ရာရတဲ့သူကရပြေးတဲ့ဟာတွေကပြေးပြန်ပြစ်တဲ့ဟာတွေကပြစ်ပေါ်အင်ကြီးတွေကိုချွတ်ပြီးတော့ တနက်ကိုပတ်ပြီးအလံဖြူထောင်တဲ့သူတွေကထောင်သူတို့အချင်းချင်းပြစ်ခတ်လို့ဒေတာတွေလည်းရှိတယ်တိုက်ပွဲချိန်ကကြာသွားတာကျွန်တော်တို့ဘက်ကကြီမလောက်ဖြစ်သွားတာတနက်တွေနဲ့စစ်ခွေးတွေကအကုန်လုံးပိုးလို့ပက်လက်လမ်းနေတာကိုကြီမလောက်ဖြစ်သွားတော့တက်ပြီးတော့မကောက်နိုင်ခဲ့ဘူးနီးစက်တဲ့နေရာတွေလောက်ပဲတနက်ကောက်ယူနိုင်ခဲ့တာလို့ Southern Wireless ကို PDF ကတာဝန်ခံကိုအောင်မောင်းကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်သားများဂစင်ကလေးဖြစ်သွားပြီးတော့ရေစကြုံမြို့ခလိုက်ရ258တက်ရင်ကဟာဝဇာလက်နက်ကြီး၅လုံးနဲ့ပြစ်ကူပေးတဲ့အပြင်ရေစကြုံမြို့တောင်အိုစစ်စေးရိတ်ဂိတ်ကလည်းလက်နက်ကြီးနဲ့ပြစ်ကူပေးခဲ့ တယ်လို့သိရပါတယ်။မြောက်ပြင်တင်းချိုင်းကုန်းမှာအလောင်းတွေမြုပ်ထားတာရှိတယ်။မြောက်ပြင်ဆေးရုံကိုလည်းဒဏ်ရာရတာတွေရောအလောင်းတွေရောတည်သွားတာတွေ့တယ်။တိုက်ပွဲအတွင်းမှာဆိုရင်ကျွန်တော်တို့စီပြေးလာတဲ့သူတွေကိုသူတို့ချင်းချင်းပြစ်တတ်တာမျိုးတွေလည်းရှိတယ်။တချို့ကလက်ပတ်တာဘက်ကနေပြီးတော့စစ်မှုထမ်းပါလာတဲ့ကလေးတွေပါ ကပ်ပြားလေးတွေနဲ့တွေ့ရတယ်တချို့ကမတိုက်ချင်ဘူးတိုက်ပွဲဖြစ်တာနဲ့ပြေးတဲ့ဟာတွေလည်းတွေ့တယ်ဒဏ်ရာရတဲ့15ရောက်ထဲမှာသုံးပွင့်ဘူကျော်လင်းဦးဆိုတာကလည်းရင်ဘတ်ကိုကြီဖောက်ပြီးတော့ဒဏ်ရာရထားတာပေါက်တော့ပေါက်မထွက်ဘူးပြီးတော့ဘုံမှန်တဲ့သူတွေလည်းပါတယ်အချိန်မီမခွဲစေရင်တေဖို့များတယ်လို့စောက်တန်း YSO PDF တပ်ဖွဲ့ကကိုအောင်မောင်းကရှင်းပြထားပါတယ်တိုက်ပွဲအတွင်းမှာဒဏ်ရာရရှိသူတွေထဲမှာဘိုကြီးကျော်လင်းဦးဟာရင်ဘတ်ကြီဖောက်ဝင်ဒဏ်ရာအပြင်းထန်အပြင်း တက်ချက်ကြော်တီဟာထွန်းအပါဝင်15ရက်လို့ရှိပြီးတော့၎င်းတို့ကိုဖေဖော်ဝါရီလ12ရက်နေ့မနက်တန်တား45မိနစ်အချိန်မှာပခုတ်ကူမျိုးကိုတည်ဆောင်သွားတယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုကို Southern YSO PDF နမ်မီဂျောင်းစစ်စင်ရေးကဥဆောင်ပြီးတော့ Southern Local တပ်ပေါင်းစုညီကိုများပူးပေါင်းပြီးတော့တက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်သားများအုံပြုတဲ့ MA3 အမျိုးစားတပ်နဲ့တလက် MA1 အမျိုးစားတပ်နဲ့လေးလက်တို့ကိုတင်းစီရရှိကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိတ်ကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ကတော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်လို့တွန်းနေတာပါ။ ကျွန်တော်တို့တပ်ဖွဲ့တွေကပြည်သူကိုအားကိုးပြီးတော့ပြည်သူအထောက်ပံ့နဲ့တွန်းနေတဲ့ local PDF တွေပါတော်လန်ရေးပြီးအောင်လို့မြန်မြန်ဆန်ဆန်လုပ်ချင်ပေမဲ့ခဲရလိုအပ်မှုတွေရှိနေတာကြောင့်ပြည်သူတွေဘက်ကနေပြီးတော့ပူးပေါင်းပါဝင်ပေးကြပါလို့မြစ်တာရက်ခံကြပါတယ်လို့စောင်းတန်း YSO PDF တပ်ဖွဲ့ကတာဝန်ခံကိုအောင်မောင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နယ်တောဘူးရွာပြူစောတိစခန်းကိုအင်အားဖြည့်တင်းရန်လာတဲ့စစ်ကားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားများထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ12ရက်နေ့ည10:00နာရီကန်းကမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကနေတောဘူးရွာပြူစောတိစခန်းကိုအင်အားဖြည့်တင်းရန်ဖောကား၄စီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားများနဲ့ကင်းမုံစစ်သားများကိုတောဘူးရွာဘက်ကားလန်းအစင်တနီယာအရောက်မှာပြင်းအားမြင့်တဲ့ဗရေသာမိုင်း၄လုံးတွဲနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ရာဖောကား၅စီးနဲ့အတူလမ်းပိုင်းကင်း ယူနေတဲ့အကြမ်းဖက်ဆက်သားများထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒေဆုံးမှုရဲ့နောက်ဆက်တွဲသတင်းတော့မရသေးပါဘူး။ထိခိုက်ဒေဆုံးမှုကတော့ရှိတာသေးကြတယ်။မိုင်းဆွဲပြီးတာနဲ့အော်ဟစ်ဆဲဆိုတန်းတွေညှဉ်းညူတန်းတွေပါကြားရတာ။ကားပေါ်ကစစ်ခွေးတွေထိတာမဟုတ်ဘူး။ကင်းမုံတွေထိတာ။ ကားတွေကတော့တောပူရွာတဲကိုဝင်သွားတယ်လို့ Area 71 PDF မုံရွာအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခတ်မှုကိုမုံရွာမြို့နယ်ပတ်ကဖဖောက်ခွဲရေးအဖွဲ့နဲ့ Area 71 PDF မုံရွာအဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာလူတိုင်းစစ်မှုထမ်းရန်တာဝန်ရှိမှုစစ်မှုထမ်းရတဲ့အကျိုးကျေးဇူးများနိုင်ငံတော်ကာကွယ်ရေးအတွက်ရေးကြီးပုံနဲ့နိုင်ငံတကာကပြည်သူတိုင်းစစ်မှုထမ်းရတဲ့စနစ်များအကြောင်းကိုအခြေခံပညာကျောင်းများမှာလာမယ့်ပညာသင်နှစ်မှာစတင်ပြီးတော့သင်ကြားပေးတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်2025-2026ခုနှစ်ပညာသင်နှစ်ကစတင်ပြီးတော့ အခြေခံပညာကျောင်းများမှာပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကိုအထွေထွေဘုဒ္ဓဘာသာရပ်အဖြစ်နဲ့တင်ယုံညွန်းတန်းအတွင်းမှာထည့်သွင်းပြီးတော့တင်ကြားမှာဖြစ်တယ်လို့သိရပါတယ်။အဓိကအားဖြင့်အထက်တန်းအဆင့်မှာအဲ့ဒီဘာသာရပ်ကိုတင်ကြားပို့ချပေးမှာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတကာမှာလည်းဒီလိုမျိုးစစ်မှုထမ်းဥပဒေအနေနဲ့လူငယ်တွေစစ်မှုထမ်းရတာကတာဝန်တရဖြစ်နေပါတယ်။ဥပမာတောင်ကိုရီးယားဆိုရင်တရုတ်ဆောင်တွေရောအစိုးရတွေရောအကုန်ထင်ရှားတဲ့ model တွေဆိုလို့ရှိရင်သူတို့အလဲရောက်လာရင်စစ်မှုသွားထမ်းကိုထမ်းရတယ် ဲ့ဒါမျိုးတွေအသိပညာဘူတုတဖြစ်အောင်လို့သင်ကြားပေးဖို့ရှိတယ်လို့သိရတယ်ဒီမှာတော့ဒီဥပဒေအရရပိုင်ခွင့်တာဝန်တွေကဘာလဲဆိုတာကိုသင်ကြားပို့ချပေးမယ်အခုသိထားရတဲ့လောက်ကတော့အထက်တန်းအဆင့်ကိုအဓိကသင်မာလို့သိရတယ်လို့ပညာရေးဝန်ကြီးဌာနသတင်းအရေးမြစ်ကပြောပြထားပါတယ်အခုလိုမျိုးအခြေခံပညာကျောင်းများမှာသင်ကြားပို့ချနိုင်ရေးအတွက်ကာကွယ်ရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနပြန်ကြားရေးဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာနဘောင်းဆောင်ပါဝင်တဲ့ညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ပြည်သူ့စစ်မှုထမ်းနေဥပဒေပုံမှန်59မှာ ကာကွယ်ဝင်ကြီးဌာနဟာနိုင်ငံတကာပြည်သူ့စစ်မှုထမ်းဥပဒေနဲ့မြန်မာနိုင်ငံရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုထံကိုကြဲကြဲပြန့်ပြန့်သိရှိနိုင်ရန်အတွက်အသိပညာပေးခြင်းများကိုအခြေခံပညာကျောင်းတွေကအစပြုပြီးတော့တင်ယုံညွှန်းနှမ်းများမှာဘာသာရပ်တစ်ခုအဖြစ်နဲ့ထည့်သွင်းပို့ချနိုင်ရေးအတွက်သဆိုင်ရာဝင်ကြီးဌာနများနဲ့ပေါင်းစပ်ပြီးတော့ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါအပြင်စစ်ကောင်စီကပညာရေးဝင်ကြီးဌာနအဆင့်မြင့်ပညာရေးဝင်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့တက်ကတော်များမှာပါတက်ရောက်ပြီးတော့ပညာသင်ကြားနေတဲ့ တက်ကတူចောင်းသားចောင်းသူများဆရာဆရာမများအပါအဝင် စုစုပေါင်း1500ကျော်ကိုဖေဖော်ဝါရီလ10ရက်နေ့ကစတင်ပြီးတော့စစ်တင်နှန်းများကိုပို့ချပေးလျက်ရှိတယ်လို့သိရပါတယ်။နိုင်ငံတော်မှာရှိတဲ့တက်ကတူများကဆရာဆရာမများចောင်းသားចောင်းသူများကိုစစ်တကစစ်တင်နှန်းများမနေ့ကစတင်ပြီးတော့ဖွင့်လှစ်ပို့ချပေးနေပြီးတက်ကတူလေးချင်ရေးတက်တင်နှန်းကြောင်း၈ခုမှာចောင်းသားចောင်းသူများနဲ့ဆရာဆရာမစုစုပေါင်း1500ကျော်ကိုစစ်တင်နှန်းများပို့ချပေးနေခြင်းဖြစ်ပြီးတော့2024 2025ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးအခြေခံစစ်ပညာသင်တန်းနဲ့တမ်းမြင့်စစ်ပညာသင်တန်းများကိုစတင်ဖွင့်လှစ်ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်သင်တန်းများကိုပထမနှစ်အခြေခံစစ်ပညာသင်တန်းဒုတိယနှစ်အခြေခံစစ်ပညာသင်တန်းပထမနှစ်တမ်းမြင့်စစ်ပညာသင်တန်းနဲ့ဒုတိယနှစ်တမ်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီးတော့တာမန်သင်တန်းချိန်နဲ့စခန်းချလေ့ကျင့်ချိန်အလိုက်သင်ကြားပေးသွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာနဲ့ချောင်းဦးမြို့နယ်ကိုစစ်ကောင်စီတပ်ကလေရင်များနဲ့ဘုံကျဲပြီးတော့လက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်နေရာ ပြည်သူ9ဦးထက်မနည်းသေဆုံးကအယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ12ရက်နေ့ည9:45မိနစ်အချိန်ကစတင်ပြီးတော့ဒီကနေ့မနက်9:45မိနစ်ဝန်းကျင်အချိန်အထိကိုစစ်ကောင်စီတပ်က112လေးရင်နဲ့ဘုံကျဲချင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများကိုဇက်တိုက်ဆိုးတလို့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။မုံရွာမြို့နယ်အတွင်းမှာရှိတဲ့တစ်ဆိုင်ခြေရွာနဲ့ညောင်ဖြူပြင်ခြေရွာတို့မှာစစ်တပ်ကပစ်ခတ်မှုကြောင့်ပြည်သူများသေဆုံးမှုတွေရှိနေပြီးတော့ချောင်းဦးမြို့နယ်အတွင်းမှာလည်းကလားကြီးစစ်ဘေးရှောင်စခန်းအတွင်းကပြည်သူတချို့ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။မုံရွာမ မှာဆိုရင်တစ်စိမ့်နဲ့ညောင်ဖြူပင်ခြေရွာတွေမှာအထိကိုက်တွေရှိတယ်တစ်စိမ့်မှာနှစ်ဦးသေးတယ်အထိကြတော့တေချာမသိရသေးဘူး၆ဦးနေမှာဆိုလို့ရှိရင်ကလားကြီးစေဘေးဆောင်စခန်းမှာထိကိုက်မှုရှိတယ်လေရင်ရောလက်နက်ကြီးတွေနဲ့ရောတောက်လျှောက်ပစ်တာလို့သိရတယ်လို့၆ဦးစီရတော်ကမိန့်ကြားထားပါတယ်မုံရွာဒေသကစေဘေးဆောင်များကိုကူညီပေးနေတဲ့သတင်းရင်းမြစ်တစ်ခုက စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်သစ်ဆိုင်ကြီးရွာကပြည်သူနှအူညောင်ပြည်ဝင်ကြီးရွာကပြည်သူနှအူကလားကြီးစေပေးဆောင်စခန်းမှာအသက်9နှစ်အရွယ်နဲ့10နှစ်အရွယ်ကလေးငယ်နှအူအပါအဝင်ပြည်သူ၃ဦးစုစုပေါင်းပြည်သူ9ဦးထက်မနည်းတေဆုံးတယ်လို့တရင်ရရှိထားတယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရရှိသူများဟာလည်း 25ဦးပတ်ဝန်းကျင်ရှိတယ်လို့သိရကြောင်းပြောဆိုထားပါတယ်။လေရင်နဲ့ဘုံကျဲတာကမနေ့ညကတည်းကကျဲနေတာဒီမနက်9နာရီလောက်ကစပြီးတော့ဘုံတွေကိုကျဲချနေတာအလုံး90လောက်ရှိမယ်။ပြည်သူတွေလည်းပြေးလွှားနေရတယ်။ခြေဦးတက်ရကိုပြေးနေကြရတာလက်နက်ကြီးပြစ်တံတွေလည်းကြားနေရတယ်။စစ်ခွေးတွေဘက်ကရွေချက်ရှိရှိနဲ့ကိုရွာတွေနဲ့စစ်ရှောင်စခန်းတွေကိုဥတီပြီးတော့ပြစ်ချနေတာလို့မုံရွာနယ်မှာစစ်ပေးရှောင်ကူညီနေတဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ မနေ့ကညပိုင်းကစစ်တပ်က112လေးရင်နဲ့ဘုံချဲချခဲ့ရာည9:45မိနစ်အချိန်ကနေပြီးတော့10နာရီခွဲအထိကိုစုစုပေါင်း6ချိန်ဘုံအလုံးကြီး30ချဲချသွားတယ်လို့သိရပါဗျ။ဒီကနေ့မနေ့ပိုင်းမှာလည်းစစ်တပ်က112လေးရင်နဲ့ဘုံချဲချခဲ့ရာမှာမနေ့9နာရီကစတင်ပြီးတော့9နာရီ45မိနစ်အချိန်အထိစုစုပေါင်း6ချိန်ဘုံအလုံးကြီး48လုံးချဲချသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းရမယ်အသက်16နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့အမျိုးသားများအားလုံးကိုပြည်ပကိုတွားရောက်ပြီးတော့အလုပ်လုပ်ကင်ခွင့်တရားဝင်ဆိုင်းငံ့လိုက်ပြီးလို့စစ်ကောင်စီကပြည်ပအလုပ်ကင်အေဂျင်စီများကိုတရားဝင်အသိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ30ရက်နေ့ကစတင်ပြီးတော့အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားများအားလုံးကို ပြည်ပမှာအလုပ်လုပ်ကိုင်ခွင့်စတင်ဆိုင်းငံ့ခဲ့ပြီးတော့ဖေဖော်ဝါရီလအတွင်းကစတင်ပြီးတော့ပြည်ပအလုပ်ကိုင်အေဂျင်စီများကိုစစ်ကောင်စီလက်အောက်ခံအလုပ်သမားညွှန်ကြားရေးဦးစီးဌာနကတရားဝင်အသိပေးလာခြင်းဖြစ်တယ်လို့သိရပါတယ်။အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအမျိုးသားများရဲ့ demand letter တွေကိုလက်ခံလို့မရတော့ပါဘူး။ပြည်ပအလုပ်လုပ်ကိုင်ခွင့်ကိုလည်းလုံးဝကိုဆိုင်းငံ့ထားပြီလို့ပြောပါတယ်။အမျိုးသမီးတွေကတော့ပြည်ပအလုပ် demand letter လက်ခံလို့ရပါတယ်။အလုပ်သမားဦးစီးဌာနဘက်ကတရားဝင်ပြောလာတာပါလို့ရန်ကုန်အခြေစိုက်ပြည်ပအလုပ်ကိုင်အေဂျင်စီကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကအခုလိုမျိုးအသက် 28ရက်ကနေ35ရက်အတွင်းအမျိုးသားများပြည်ပအလုပ်လုပ်ကင်ခွင့်ကိုဆိုင်းငံ့မှုကြောင့်ပြည်ပအလုပ်ကင်အေဂျင်စီအများစုဟာလုပ်ငန်းတွေကိုရပ်နားလိုက်ရတယ်လို့သိရပါတယ်ကျွန်တော်တို့ကတော့ဇန်နဝါရီလကုန်ကစပြီးတော့ပိတ်လိုက်ပါပြီတော်တော်များများလည်းပိတ်ကုန်ကြပြီ တင်းကျပ်မှုတွေကတရပီးတရကျက်လာတယ်အစိုးဆုံးကတော့ဆက်ရှင်နဲ့ကနေ35နှစ်အတွင်းအမျိုးသားတွေကိုကန့်တက်လိုက်တာကအစိုးဆုံးပါပဲဓမန်းတွေကတော့အများကြီးလာတယ်ဒီဘက်ကမပို့နိုင်ကြတော့ဘူးဒါကြောင့်ပြည်ပအလုပ်ကိုင်းလုပ်ငန်းတွေကိုပိတ်လိုက်ကြရတာပါအမျိုးသမီးတွေကိုတော့စပ်ပို့နေကြတဲ့သူတွေကပို့နေကြသေးတယ်လို့ထိုင်းနိုင်ငံကိုအလုပ်သမားတင်ပို့နေတဲ့ပြည်ပအလုပ်ကိုင်းအေဂျင်စီကတာဝန်ရှိသူကရှင်းပြထားပါတယ်ပြည်ပကိုအလုပ်သမားတင်ပို့တယ်ပြည်ပအလုပ်ကိုင်းအေဂျင်စီများအနေနဲ့လာစဉ်အလုပ်သမားများရဲ့ပြည်ရင်းကို လွှဲပို့ငွေများကိုအထောက်အထားများနဲ့တကွပြန်လည်တင်ပြရပြီးတော့တင်ပြနိုင်ခြင်းမရှိပါကအကြမ်းဖက်စစ်ကောင်စီကအလုတမားစေလွတ်ခွင့်ကိုယာယီဆိုင်းငံ့ခြင်း၊လမ်းရိုက်ခြင်းနဲ့လိုင်စင်ပိတ်သိမ်းခြင်းအထိပါအရေးယူနေတယ်လို့သိရပါတယ်။ဟိုဘက်ရောက်သွားတဲ့အလုတမားတွေကိုကျွန်တော်တို့ကထိန်းရမယ်။ငွေလွှဲတဲ့အထောက်အထားတွေကိုလည်းတင်ပြရမယ်ဆိုတာကလည်းအေဂျင်စီတွေအတော့အတော်ကိုအဆင်မပြေပါဘူး။အဲဒါကြောင့်အဲ့ဒီအချက်နဲ့ညှိလို့သူတို့ကိုမတင်ပြနိုင်လို့လဲအေဂျင်စီတော်တော်များများရန်နာကုန်သွားတယ်လို့ 2024ခုနှစ်ဒီဇင်ဘာလမှာလုပ်ငန်းရပ်နာခံလိုက်ရတဲ့ပြည်ပအလုပ်ကိုင်အေဂျင်စီပိုင်ရှင်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you